င်္ဂလာပါသတင်းနဲ့မီဒီယာကိုရဲ့ NMG သတင်းဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေတဲ့ကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမားတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွေနဲ့နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast တုံ့လွင်ချက်တွေကိုတိုက်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှနားထောင်ရင်းလည်းရပါတယ်ကျမအာမီပါ ဒီတစ်ပတ်မှာတော့ထိုင်းမြန်မာနယ်စပ်တခြားမှာရှိနေတဲ့မြန်မာဒုက္ခသည်တွေကိုထိုင်းနိုင်ငံထဲမှာတရားဝင်အလုပ်လုပ်ခွင့်ပေးလိုက်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းအစိုးရကအာနယ်စပ်တခြားကဒုက္ခသည်စခန်းတွေမှာနှစ်ရှည်ခိုလုံနေကြတဲ့မြန်မာဒုက္ခသည်တွေကိုထိုင်းနိုင်ငံထဲမှာတရားဝင်အလုပ်လုပ်ခွင့်ပြုလိုက်ပါတယ်။ထိုင်းအစိုးရကဒီလိုခွင့်ပြုလိုက်ပြီးတဲ့နောက်မှာဘာတွေဆက်လုပ်နေပြီလဲ။အမေရိကန်နိုင်ငံကလူသားချင်းစာနာမှုဆိုင်ရာထောက်ပံ့မှုတွေရပ်ဆိုင်းခံရပြီးအခက်အခဲတွေကြုံနေရတဲ့မြန်မာဒုက္ခ ခတွေတွေအတွက်ကရောဘလောက်အထီးထီရောက်မှုရှိနိုင်တယ်လဲဒီအကြောင်းတွေကိုဒီနေ့ရဲ့ podcast အစီအစဉ်ထဲမှာနားဆင်ရဖို့ရှိနေပါတယ် ထိုင်းမြန်မာနယ်စပ်မှာရှိနေတဲ့ဒုက္ခသည်စခန်း9ခုကမြန်မာဒုက္ခသည်တွေကိုထိုင်းနိုင်ငံထဲမှာတရားဝင်အလုပ်လုပ်ခွင့်ပြုဖို့ထိုင်းအစိုးရကမူအားဖြင့်သဘောတူလိုက်ပါတယ်မြန်မာဒုက္ခသည်တွေကိုထိုင်းနိုင်ငံထဲမှာအလုပ်လုပ်ခွင့်ပြုရင်ဆွေးနွေးနေမှုတွေနဲ့ပတ်သက်ပြီးတော့ဩဂတ်လ26ရက်နေ့မှာထိုင်းအစိုးရကမူအားဖြင့်လက်ခံသဘောတူလိုက်တာလို့ဒုက္ခသည်အရေးတက်ကြွလှှရှားသူတွေနဲ့အရေးပတ်အဖွဲ့အစည်းတွေကပြောပါတယ်အခုလိုမျိုးမြန်မာဒုက္ခသည်တွေကိုအလုပ် ုပ်ခွင့်ပြုလိုက်တာကအတိုင်းတာတစ်ခုအထိအသက်ရှူပေါက်ရလာတော့မှဖြစ်တယ်လို့လည်းဆိုကြပါတယ်တစ်ဖက်မှာလည်းဒီလိုမျိုးအလုပ်လုပ်ခွင့်ပေးတာကရေရှည်အခွင့်အလမ်းဖြစ်လာဖို့အပြင်မူဝါဒတွေတိချချမှတ်ပြီးရတဲ့ရထိုက်တဲ့အခွင့်အရေးကအစပေးတာမျိုးနဲ့တတ်ထားတဲ့ပညာအသက်မူဝန်ကြောင်းလုပ်ငန်းတွေအရာအလုပ်လုပ်ကင်ခွင့်ကိုလည်းတိချလေးပေးဖို့အားလုံးကမျှော်လင့်နေကြပါတယ်ခရင်ငင်းချင်းရဲ့အထောက်အပံ့ပြုကွန်ရက် KPSN က No Cherry ကတော့အခုလိုမျိုးပြောပါတယ် အရင်ဥစွာပြောချင်တာကတော့ဒီလိုမျိုးတွေဖြစ်မြောက်လာအောင်ပေါ့နော်ထိုင်းဆိုးရနဲ့ဒီပြည်သေးရေးပေါ့နော်ပြည်သေးဌာနနဲ့ဒီအလုတ်တမဌာနတို့ကနေပြီးတောင်းဆိုလာတဲ့အချက်ကနေပြီးတော့မှအစိုးရကနေပြီးခွင့်ပြုလာတာဒါကိုရီးယား first step နေနဲ့ပြောမလို့ဆိုတတိယောင်းပေါ့နော်ဒီဒုက္ခရောက်နေတဲ့ဒုက္ခတဲ့စခန်းမှာရှိနေတဲ့ဒီစခန်းကိုခုလုံးကအလုံးလက်မဲ့နဲ့ဒီလိုမျိုးအခက်အခဲတွေကိုရင်ဆိုင်တော်လွှားနေရတဲ့အခါမှာဒီလိုမျိုးကြားရတော့အရင်ကိုကျေးဇူးတင်တော့ပေါ့နော် မြန်မာဒုက္ခသည်တွေရဲ့လှုပ်လှုပ်ကြိုင်ခွင့်အတွက်ဆယ်စုနှစ်တခုကြာတောင်းဆိုခဲ့ပေမဲ့ခွင့်မပြုခဲ့ပဲအခုမှသဘောတူလိုက်တာဖြစ်ပါ रे အထူးသဖြင့်တော့အမေရိကန်ရဲ့အကူအညီတွေရက်ဆိုင်လိုက်တာကြောင့်ဒုက္ခသည်စခန်းတွေမှာအစားအသောက်ဆေးဝါးတွေပြက်လက်လာတဲ့အချိန်ထိုင်းအစိုးရကခွင့်ပြုလိုက်တာလို့ဒုက္ခသည်အရေးလှုပ်ဆောင်နေသူတွေကပြောပါ रे ဒီဆုံးဖြတ်ချက်ကိုဒုက္ခသည်တွေရောဒုက္ခသည်တွေကိုအကူအညီပေးနေတဲ့အဖွဲ့အစည်းတွေကပါအလုံးကတခဲနဲ့ကြိုးဆိုလိုက်ကြပါ रे ်ကနဦးအနေနဲ့ဒုက္ခသည်အယောက်4200ကျော်ကိုအရင်ဆုံးအလုလုကင်ခွင့်ပြုမယ်လို့လည်းထိုင်းအစိုးရကထုတ်ပြန်ထားပါတယ်ဇူလိုင်လကုန်ကစပြီးတော့စာနယ်ရိတ်ခါထောက်ပံ့မှုတွေရက်ဆိုင်ခံလိုက်ရတဲ့မြမဒုက္ခသည်တွေအတွက်တော့နေထိုင်စားတောက်ရေးပိုင်းမှာတစုံတရာဖြည့်ရှင်းနိုင်တော့မှာဖြစ်လို့ဝမ်းသာနေကြပါတယ်ထိုင်းဂရီနီနေဆက်မဲဟောင်ဆောင်ခရိုင်ထဲမှာရှိတဲ့ဂရီနီဒုက္ခသည်စခန်းအမှတ်1မှာနေနေတဲ့ဂရီနီဒုက္ခသည်တယောက်ကအခုလိုပြောပါတယ် ဒီကိစ္စကိုကျွန်တော်တို့ကတော့တောင်းဆိုနေတာကြာပြီဖြစ်လာနိုးဖြစ်လာနိုးနဲ့စောင့်နေရတယ်လည်းကြာပြီပေါ့နော်အခုချိန်မှလက်ရှိချိန်ဒီမှာလည်းဝန်ဆောင်မှုတွေလည်းတခြားဝန်ဆောင်မှုတွေလည်းရှော့ချကုန်ပြီပေါ့နော်ကျမ်းမရေတို့စာနာရိတ်ခါလည်းမရှိတော့ဘူးပြီးတော့လည်းဒီတတ္တရနိုင်ငံသွားနိုင်မယ်ခွင့်ရေးအုပ်စုလိုက်ပေါ့နော်သွားနိုင်မယ်ခွင့်ရေးကလည်းမရှိတော့ဘူးဒီပုံမှန်ဒီလိုမျိုးထိုင်အစိုးရကနေပြီးတော့ တော့ကတဲ့လူသူတွေကိုအလလောက်ကန်ခွင်းပြုပေးတယ်ဆိုတော့ကျွန်တော်တို့ကျွန်တော်တို့တော့ဟိုဘလားညာယွန်တာရပါတော့ဆိုတော့ဒီလူသူတွေလည်းလက်ခံတယ်သဘောလည်းကြတယ်ဝန်လည်းတာချိုးလည်းတို့ဆိုတာပေါ့နော်ဆိုတော့ရောင်ကြည်စမ်းလာပြီးပေါ့နော် အမေရိကန်နိုင်ငံကလူသားချင်းစာနာမှုဆိုင်ရာထောက်ပံ့မှုတွေရပ်ဆိုင်လိုက်တာကြောင့်ဒုက္ခသည်တွေဟာစာဝတ်နေရေးဘိုင်းမှာသာမကပဲစိတ်ပိုင်းဆိုင်ရာကြဆင်းမှုတွေပါရင်ဆိုင်နေရတဲ့အချိန်ဒီလိုမျိုးဆုံးဖြတ်ချက်ကျလာတဲ့အပေါ်အလုံးကဝမ်းသာကြိုးဆိုနေကြတာပါဒီဆုံးဖြတ်ချက်ဟာထိုင်းကမ္ဘောဒီးယားပြည်ပခါကြောင့်ဖြစ်ပေါ်လာတဲ့ထိုင်းနိုင်ငံရဲ့အလုံသမားလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်တယ်လို့နေရမပြတ်နိုင်သေးတဲ့ဒုက္ခသည်တွေအတွက်ကလည်းလူသားဆန်တဲ့အဖြစ်တစ်ခုကိုပေးစွမ်းနိုင်မယ်လို့လေ့လာသူတွေက သုံးသပ်နေကြပါတယ်။ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR ကလည်းမြန်မာဒုက္ခသည်တွေကို စခန်းအပြင်ထွက်ပြီးတော့တရားဝင်အလုပ်လုပ်ခွင့်ပြုမဲ့အပေါ်ကြိုးစားတယ်လို့ဩဂတ်လ29ရက်နေ့ကထုတ်ပြန်ထားပါတယ်။ ဒီဆုံးဖြတ်ချက်ကကြီးမားတဲ့အလဲပြောင်းတစ်ခုဖြစ်ပြီးတော့ဒုက္ခသည်တွေကိုထောက်ပံ့ပေးုံသာမကပဲဒေသတွင်းစီးပွားရေးကိုပါအကျိုးပြုစေမယ်လို့ထိုင်းနိုင်ငံမှာရှိတဲ့ UNHCR ကိုယ်စားလှယ်ကဆိုပါတယ်အခုဆိုရင်ထိုင်းနိုင်ငံတဲမှာအလုလုကြမဲ့အဲ့ဒီမြန်မာဒုက္ခသည်တွေရဲ့ကိုယ်ရေးအချက်လက်တွေကိုထိုင်းအစိုးရကစပြီးတော့ကောက်ယူနေပြီဖြစ်ပါတယ်ထိုင်းအစိုးရကဒုက္ခသည်တွေကိုတရားဝင်အလုလုကင်ခွင့်ပြုမယ်လို့ထုတ်ပြန်လာပြီးတဲ့နောက် ဒုက္ခသည်တွေရဲ့ကိုယ်ရေးအချက်လက်တွေကိုကောက်ယူတဲ့လုပ်ငန်းစဉ်တွေကိုစလာတာဖြစ်တယ်လို့ဂရနီဒုက္ခသည်စခန်းအမှတ်၁ကစေနပ်ဝန်ထမ်းတယောက်ကပြောပါရယ်ကျွန်တော်တို့အနာပိုင်းကနေပြီးတော့စခန်းထဲမှာရှိတဲ့အသေးရအသေးအပိုင်းချားတွေဘလလုံးနိုင်တဲ့ဥယေဘလောက်ရှိမလဲပြီးတော့အလလုံးမဲ့လုပ်ငန်းအမျိုးအစားတွေဘာတွေတော့အဲ့ဒါတွေကိုကောက်ခံခိုင်းတာတွေရှိရတယ် ဒုက္ခသည်တွေအတွက်တရားဝင်အလုပ်လုပ်ကင်ခွင့်ပြုမဲ့မူဝါဒကိုထိုင်းအစိုးရကဩဂတ်လ26ရက်နေ့မှာအတည်ပြုပြောဆိုထားတာပါဒီလိုမျိုးထုတ်ပြန်ပြောဆိုပြီးတဲ့နောက်မှာတော့လုပ်ငန်းစဉ်9ရက်ကိုအခြေခံပြီးတော့အကောင့်ထည့်ဖော်မှုတွေကိုစပြီးလုပ်ဖို့ထိုင်းအစိုးရဘက်ကညွှန်ကြားလာတာလို့မြေပြင်မှာအကူအညီပေးနေသူတွေကပြောပါတယ်ထိုင်းအစိုးရထုတ်ပြန်ထားတဲ့လုပ်ငန်းစဉ်9ရက်ကအလုပ်လုပ်ကင်ဖို့အရေးချင်းပြည့်မီတဲ့အလုပ်သမားတွေစည်ရင်ကောက်ယူဖို့ဒုက္ခသည်စခန်းတွေကနေထွက်ခွာခွင့်ပြုချက်ရှောက်ထားဖို့ ို့ကျမ်းမာရေးစစ်ဆေးမှုခံယူဖို့ လူမှုဖူလုံရေးအာမခံရယူဖို့နဲ့ electronic စနစ်နဲ့အလုပ်လုပ်ခွင့်လျှောက်လွှာတွေတင်သွင်းဖို့ဆိုတဲ့အချက်တွေဖြစ်ပါတယ်။အခုဆိုရင်ဒုက္ခသည်စခန်းတွေထဲကအသက်16နှစ်ကနေအသက်50ကြာအရွယ်ရှိတဲ့အလုပ်လုပ်နိုင်တဲ့သူလူဦးရေလုပ်ငန်းကျွမ်းကျင်မှုစီးရင်တွေကိုစပြီးတော့ကောက်ယူနေတာဖြစ်ပါတယ်။လုပ်ငန်းစဉ်တွေအရာထိုင်းအစိုးရအနေနဲ့လုပ်ငန်းလိုအပ်ချက်အရာအရေးချင်းပြည့်မီတဲ့အလုပ်သမားတွေကိုပဲရွေးချယ်ခေါ်ယူသွားမှာမျိုးကိုစိုးရိမ်နေလို့တော့အခုညီပေးနေသူတွေ ကဆိုပါတယ်။ဒါကြောင့်ဒီဆုံးဖြတ်ချက်ကိုအကောင့်ထဲပေါ်ဆောင်ရွက်ရမှာဒုက္ခတွေတွေအလုံးခွဲခြားမခံရစေဘူးနဲ့ဒန်းတူအခွင့်ရရဖို့မျှော်လင့်တယ်လို့ KPS အတောင်းဝင်ရှိသူ Notary ကဆက်ပြောပါတယ်။နောက်ထပ် crush ဖို့ရှိသေးတယ်လေနော်ဆိုတော့အဲ့ထဲနေပြတော့မဘလိုမျိုးအကအကွေတွေ separate ပေးနိုင်မှာအမျိုးသမီးတို့ဒီဟိုစာလူလတ်လူငယ်တွေအခွင့်အရေးတို့အမျိုးသမီးနဲ့ဆိုင်တဲ့ဒီလိုမျိုး gender quality တွေအတွက်ပေါ့နော်သူတို့နောက်ထပ်ဘယ်လိုမျိုးအဲသူတို့ရဲ့ဥပဒေထဲမှာဘယ်လိုမျိုးကာကွယ်ရေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မဟုတ်ပါဘူးနော်ဘယ်လိုမျိုးတွေဆက်ထက်တွင်းရမလဲဆိုတာဟောင်းလဲကျမတို့မမြင်ရသေးတဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့ဒီအထက်အဲ့ဒီအတွက်လည်းမျောလိမ့်နေရပါတော့ ီမြန်မာဒုက္ခသည်တွေဟာတခြားရွှေ့ပြောင်းအလုပ်သမားတွေနဲ့မတူဘဲအာအလုပ်လုပ်ခွင့်ဝတ်ပါမစ်ကိုတစ်နှစ်အခွန်ကင်းလုပ်ခွင့်ပြုမယ်လို့လည်းထိုင်းအစိုးရကထုတ်ပြန်ထားပါတယ်။ထိုင်းနိုင်ငံရဲ့နေဆက်တလျှောက်မှာဒီမေလာအုံဖြန်နူဘူမေရမိုဘန်တုံယန်နဲ့ခရီးနီအမှတ်၁အမှတ်၂စခန်းတွေအပါအဝင်ဒုက္ခသည်စခန်း၉ခုရှိပြီးတော့လူဦးရေသသိန်းနီးပါးခိုလုံနေကြတာဖြစ်ပါတယ်။အဲ့ဒီဒုက္ခသည်စခန်း၉ခုဟာဆိုရင်ဒီကရင်ပြည်၊ကယားခရီးနီပြည် ို့နဲ့ဆက်ဆက်နေတာဖြစ်ပြီးတော့ထိုင်းနိုင်ငံတဲကမေဟောင်ဆောင်တက်ခိုင်နောက်ပြီးတော့ကန်ချနာပူရီရတ်ပူရီခိုင်တွေထဲမှာရှိတာဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်တစ်လျှောက်ကမြန်မာဒုက္ခသည်တွေကိုနှစ်ပေါင်း40ကျော်အတွင်းပထမဆုံးအကြိမ်အဖြစ်ထိုင်းနိုင်ငံထဲမှာတရင်ဝင်အလုပ်လုပ်ကင်ခွင့်ပြုတဲ့ဒီအစီအစဉ်ဟာအောက်တိုဘာလထဲမှာစပြီးတော့အသက်ဝင်မှာဖြစ်တယ်လို့ထိုင်းသတင်းမီဒီယာတွေမှာဖော်ပြကြပါတယ်။ ီစဉ်ကိုတော့ကျမတို့ဒီမှာပဲရက်နာမှာဖြစ်ပါတယ်တိုင်းသားဒေသတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမားတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွင်းနဲ့နိုင်ငံတကာသတင်းတွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့သတင်းဌာနကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်